မက်ဂျစ်ချက်စ်ကိုကိုမှာနောက်ပွဲမှာတွေးမဲ့ပြိုင်ဘက်ကိုကြိုတိအောင်လှုပ်လို့ရပါတယ်ဒီနီလန်းကိုကမ္ဘာနာပိုးပွင့်ကူပါနဲ့ပေါင်းဆက်လိုက်မယ်ဆိုရင်ဒီလိုမျိုးဂိုးတွေအများကြီးရနိုင်မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ MJ Gaming ကနေပြန်လည်ကြိုဆိုပါတယ်ဒီဗီဒီယိုမှာတော့မက်ဂျစ်ချက်စ်ကိုကိုမှာနောက်ပွဲမှာတွေးမဲ့ပြိုင်ဘက်ကိုကြိုတိလို့ရမယ်နီလန်းကိုပြောပြပေးမှာဖြစ်ပါတယ်ဒါအပြင်ဒီနီလန်းကိုကမ္ဘာနာပိုးပွင့်ကူပါနဲ့ကစားပြီးဂိုးတွေအများကြီးရယူနေကိုလည်းပြောပြပေးမှာပါ ပြီးတော့စားလိုက်ရ။အရင်ဆုံး state 1မှာ၄ဘွဲ့ရှိပါတယ်။ပထမဆုံးဘွဲ့က Cree Round မှာနောက်သုံးဘွဲ့ကတော့တခြား player တွေနဲ့တွေ့မှာဖြစ်ပါတယ်။ Round 1 2မှာ Japan player တယောက်နဲ့တွေ့ပါလိမ့်မယ်။ဒီ player ကို player A လို့မှတ်ထားလိုက်ပါ။ Round 1 3မှာနောက်ထပ် Japan player တယောက်တွေ့ပါမယ်။သူ့ကိုတော့ player B လို့မှတ်လိုက်ပါ။ဒီ round မှာတော့ player A ကဘယ် player နဲ့တွေ့လဲဆိုတာပါကြည့်ပြီးမှတ်ထားဖို့လိုပါတယ် ဘာလို့လဲဆိုတော့ကိုနဲ့နောက်ဘက်မှာတွေ့မှာမဟုတ်လို့ပဲသူ့ကိုတော့ player C ဆိုပြီးမှတ်ထားလိုက်ပါ round 1 4မှာတော့ player C နဲ့တွေ့ပါလိမ့်မယ် player A နဲ့ player B ကလည်းချင်းချင်းတွေ့ပါလိမ့်မယ် state 2စတာနဲ့နည်းနည်း gear စိုက်ထားပြီးမှတ်ဖို့လိုပါတယ်ကြာပန်း player တယောက်နဲ့တွေ့ပါမယ်သူ့ကို player D လို့မှတ်ထားလိုက်ပါ နောက်ပြီးရင် player A နဲ့ player B တို့ကဘယ်သူနဲ့တွေ့လဲဆိုတာပါမှတ်ရမှာဖြစ်ပါတယ် player A နဲ့တွေ့တဲ့သူကို player E လို့မှတ်ထားပြီး player B နဲ့တွေ့တဲ့သူကတော့ player F ။နောက်ဆုံးကြံတဲ့ player ကတော့ player G ပေါ့။ဒါဆိုနောက်ထပ်၃ခွဲမှာဒီ player တွေနဲ့အဆင့်လိုက်တွေ့မှာပါ။ဒီတော့ဒီ player တွေနဲ့မတွေ့ခင် သူတို့နေရာချထားတာတွေကိုကြည့်ပြီးတော့ဈေးကြီးတဲ့ hero တွေရှိမှ trap play တွေကြိုချထားလိုက်ရုံပါလား။ player G ထိတွေ့ပြီလို့ state 2နောက်ဆုံးဘွဲရောက်ရင် player A ကနေပြတ်စားပြီးအဆင့်အတိုင်းပြန်တွေ့မှာဖြစ်ပါတယ်။ ပလေယာတယောက်မထွက်မချင်းဒီပလေယာတွေအစင်အတိုင်းတွေ့မှာမို့ဂိုးတွေအများကြီးရနိုင်ပါတယ်ပလေယာတွေမှတ်ခဲ့တယ်ဆိုရင်စာရွက်ထဲချရေးထားတာဒါမှမဟုတ်နောက်ဖုံးတစ်လုံးနဲ့နှုတ်ထဲမှတ်ထားတာကအဆင်ပြေစေပါတယ်အနည်းချုပ်ပြန်ပြောပြပါမယ်ပလေယာ A နဲ့ပလေယာ B ကကြာဘက်မှာ round 1 3မှာပလေယာ A နဲ့တွေ့ရသူကပလေယာ C ပါ round 2 1မှာပလေယာ D ကကြာဘက်မှာပလေယာ A နဲ့တွေ့တဲ့သူကပလေယာ E ပါ player b နဲ့တွေ့တဲ့သူက player F ဖြစ်ပြီးတော့နောက်ဆုံးကျန်တဲ့သူကတော့ player G ပါခုဘဝကူပါနဲ့ကစားမယ်ဆိုရင် level 9အမြန်ရောက်အောင်တင်ပြီး Fogo Hero ကို3 star ဖမ်းပြီးကစားတဲ့ play style ကပိုတင်တော့ပါတယ် interest ရဖို့ goal 20အမြဲချန်ထားပြီးအများဆုံး level တင်သွားမယ်ဆိုရင် state 2 player နဲ့ level 8ကိုရောက်ပါလိမ့်မယ်လူချင်းနဲ့ဖိုကိုဟီယိုမရသေးရင်ကမန်ဒါ level 8ရောက်မှ refresh အနည်းငယ်လုပ်ပြီးရှားပါ state 3 creek rombia နဲ့ level 9ရောက်အောင်တက်မှာ light ကတော့ blind hero တွေပဲပါတယ် may star gaza နဲ့ကစားတက်မှာပူပူကကူပန်းနဲ့ဘလူကစားရမလဲဆိုတော့ puyo လေးတင်ထားတာရှိပါတယ် description မှာ link လေးချပေးထားပါမယ်ဒါဆိုဒီနီလန်းကိုသုံးပြီးပူပူကကူပန်းနဲ့ goal တွေအများကြီးရနိုင်ပါပြီပူပူကကူပန်းကို left နဲ့လို့ထင်ပါသလားကိုမတ်မှာပြောပေးတော့ပါ puyo လေးကိုကြိုက်တယ်ဆိုရင် like and share လေးလုပ်ခဲ့ပေးပါ မဂျစ်ချက်စကူကူနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေတင်ပေးသွားမှာမို့ MJ Gaming YouTube Channel လေးကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့